ချစ်ခင်လေးစားပါတော့မိဘပြည်သူကြီးကိုမောင်နှမများအားလုံးပဲမင်္ဂလာပါရှင်မိဘပြည်သူများရှင် Skynet Update Channel အနေနဲ့တင်ဆက်ပေးနေကြဖြစ်ခဲ့တဲ့ Success Talk ဆိုတဲ့အစီအစဉ်ကိုအခုစတင်ပြီးတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီ season မှာပါဝင်ဆွေးနွေးပေးနေကြဖြစ်တဲ့လူငယ်စာရေးဆရာလင်းတိုင်ညွန်မြမမြင့်အနေနဲ့လည်းအခု Curiosity Studio ခန်းထဲကိုရောက်ရှိနေပြီဖြစ်ပါတယ်ရှင်ဆရာမင်္ဂလာပါရှင်။ဟုတ်ကဲ့မင်္ဂလာပါ။ဟုတ်ကဲ့ပါဆရာ။ဆရာကိုဟိုပြီးခဲ့တဲ့ဘက်ကပြောခဲ့သလိုပဲပေါ့နော်။ဒီတစ်ပတ်မှာလူငယ်နဲ့အပေါင်းအသင်းဆိုတဲ့အကြောင်းကိုချိုးရီစပြီးတော့ဆွေးနွေးကြည့်ရအောင်ဆရာ။ဟုတ်ကဲ့။အခုပထမဆုံးအနေနဲ့ ပေါင်းသင်းဆိုတာကိုဆရာဘယ်လိုမျိုးများအသုံးသပြကြင်လဲရှင်ဟုတ်ကဲ့ကျွန်တော်အပေါင်းသင်းဆိုတာတော့လူဒီကျွန်တော်တို့က social being ဆိုပြောပါတယ်ကျွန်တော်လူဆိုတာကဟိုလူဖွဲ့စည်း society လို့ခေါ်တယ် group နဲ့နေတဲ့တရားမှာဖြစ်တယ်လူကတယောက်တည်းနေလို့ဘလို့မှအဆင်မပြေဘူးကျွန်တော်တို့ group အဖွဲ့အစည်းနဲ့နေခြင်းနဲ့တရားမှာဖြစ်တဲ့အတွက်လူကသူ့ရဲ့ nature ကအပေါင်းအသင်းဆိုတာရှိပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ကအပေါင်းအသင်းဆိုတာကို define လုပ်ရင်တော့ကျွန်တော်တို့ daily life ပေါ့နေ့စဉ်ဘဝမှာကျွန်တော်တို့ ਨੇ dealing ဆက်ဆံပတ်သက်ဆောင်ရွက်နေရတဲ့လူတွေအားလုံးကိုကျွန်တော်တို့ကအပေါင်းအသင်းတို့ဟုတ်ကဲ့ပါဆရာပြောလို့ရပါတယ်အဲ့ဒီမှာကျွန်တော်ထည့်ပြီးတော့တကယ် instruct လုပ်ချင်တာကကျွန်တော်တို့မြန်မာ society မှာတော်တော်များများညီကိုမောင်နှမအပေါင်းအသင်းထင်မတော့တကယ်တော့ညီကိုမောင်နှမအသင်းကကျွန်တော်တို့ရဲ့အနီးဆက်ဆုံးအပေါင်းအသင်းအနီးဆက်ဆုံးတကယ်ချင်းဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဒါဆိုရင်ဆရာဟိုအခုနောက်ပိုင်းမှာတငယ်ချင်းတွေပေါင်းတဲ့ခါပေါ့နော်ဟိုလူငယ်တွေဆိုရင်တိတ်အရွယ်မြောက်တွေရဲ့လူငယ်တွေဆိုရင်မိဘတွေကနေပြီးဒီအပေါင်းအသင်းမျိုးမပေါင်းနဲ့ ဟိုလူဆိုမပေါင်းနဲ့ဂျူးဆိုမပေါင်းနဲ့ဆိုတာမျိုးအဲ့လိုမျိုးသူတို့တွေဆုံးမတာရှိရပေါ့အဲ့တော့ဆရာအပေါင်းသင်းတွေကိုရွေးချယ်ပြီးပေါင်းတဲ့အခါမှာဘာကိုအဓိကထားပြီးတော့ရွေးချယ်ဖို့လုပ်လဲဆရာဟုတ်ကဲ့အဲ့ဒီအပေါင်းသင်းကိုရွေးချယ်ပြီးပေါင်းဖို့ဆိုတော့ကျွန်တော်ပထမအဦးဆုံးတစ်ချက်အနေနဲ့ဝိဝါဒကွဲစရာနှစ်ချက်ပေါ့တချို့ကအပေါင်းသင်းဆိုတာရွေးပေါင်းရမလို့ဘူးကျွန်တော်တို့အယုတ်အလတ်မြန်မြေပေါင်းအောင်လေဆိုရဲဒီ consumption ပေါ့နော်ကျွန်တော် consumption တစ်ခုရှိပါတယ်နောက်တစ်ခုကတော့အပေါင်းသင်းဆိုတာရွေးချယ်ပြီးပေါင်းအောင်လေဆိုတဲ့အပိုင်းတစ်ခုရှိပါတယ်ကျွန်တော်တို့ကအပေါင်းသင်းဆိုတာရွေးပေါင်းတင်လားမရွေးမပေါင်းတင်လားဆိုတော့ သူ့ရဲ့ထားတဲ့စံတမ်းမချက်ပုံမူတည်ပါဟုတ်ကဲ့ပါဒီချက်ကျွန်တော်ကဘလို့အပေါင်းအသင်းကိုရွေးပေါင်းအောင်လဲဆိုတော့ဟိုတချို့တော်တော်များများကျွန်တော်ကြည့်တာတော့အပေါင်းအသင်းကိုရွေးပေါင်းတဲ့သူတော်တော်များများ personal judgment ပေါ့ဟုတ်ကဲ့ပါဆရာဝါသနာမတူရင်မပေါင်းအဲ့တော့ဖြစ်တင်ပါတယ်ဝါသနာမတူရင်မပေါင်းကျွန်တော်တို့ delay စရိုက်မတူရင်မပေါင်းဟုတ်ကဲ့ပါနောက်တစ်ခါကျွန်တော်တို့သူနဲ့အဲသွားတာလာတာနေ့စဉ် daily life မှာနီးစပ်မှုမရှိတဲ့သူတွေမပေါင်းပါဘူးဟုတ်ကဲ့ပါကျွန်တော်တို့အပေါင်းအသင်းဆိုတာရွေးပေါင်းရင်တော့ ကောင်းတာပေါ့။ဒါဆိုကျွန်တော်တို့ ambitious ဖြစ်တဲ့တော်တော်များများဟာအပေါင်းအသင်းကိုကျွန်တော်တို့ review ပေါင်းနေပြောတယ်။ကျွန်တော်အစာကြီးတော်တော်များများမှလည်းကျွန်တော်အပေါင်းအသင်းနဲ့ပတ်သက်တော်တော်များများရေးမှုပါတယ်။ဟုတ်ကဲ့ပါ။ဥပမာကျွန်တော်နီးစပ်ဆုံးပြောလိုက်လူငယ်အနေနဲ့ရည်စားထားတယ်ဆိုပါဆိုကျွန်တော် girlfriend ထားမယ်ဆိုရင် boyfriend ထားမယ်ဆိုရင်ဟုတ်ကဲ့ကျွန်တော်က club မှာတွေ့တဲ့ရည်စားနဲ့ကျွန်တော်တို့ night club လို့ဟာမျိုးမှာတွေ့တဲ့ရည်စားနဲ့ library မှာတွေ့တဲ့ရည်စားက quality ချင်းမတူဘူး။ဟုတ်ကဲ့ပါ live ကိုကျွန်တော် improvement ဖြစ်စေရခြင်းမတူဘူးအဲဒီမှာလည်းကျွန်တော်တို့အပေါင်းအသင်းဆိုတာရွေးပေါင်းတင်နေဆိုတဲ့ assumption က80%တော့မှန်ပါတယ် သို့တော်လည်းကျွန်တော်တို့တခုရှိတာကျွန်တော်တို့ဒါကျွန်တော်ကြားပြောပြတာပေါ့ကျွန်တော်တို့ library ကလူငယ်တွေရေးစားထားတော့နေရာပေးထားတာမျိုးတော့မရှိဘူး။ဟုတ်ကဲ့ပါ။ကျွန်တော်တို့က western မှာအဲ့ဒါကောင်းပါတယ်။ဆိုတော့ europe မှာသူတို့ library ကကျွန်တော်တို့လူငယ်တွေတွေ့လို့ရတယ်၊စကားပြောလို့ရတယ်၊ကျွန်တော်တို့ shopping mall တွေလို့ပဲ aircon တွေပါနေတယ်။ဆိုတော့သူတို့ society ကတန်းစားဖနှုန်းတက်လာလဲပါတာပေါ့။ကျွန်တော် library မှာရေးစားထားလို့ရတယ်။ library မှာတွေ့ library မှာတွေ့တဲ့ရေးစားဆိုရင်ကိုယ်နဲ့ဟိုစာဖတ်တဲ့စာရေးဆရာချင်းကျွန်တော်တို့အကြိုက်တူတာမျိုးတွေရှိမယ်။ဒါဆိုကျွန်တော်တို့ အများကြီး live မှာ landing ဥမာကိုနေ major တူတဲ့သူမျိုးပေါ့လေဟုတ်အဲ့ကျွန်တော်အပေါင်းအသင်းကိုတည့်တည့်ကျွန်တော်စံထားပြီးပေါင်းတင်ပါတယ် criteria တွေထားတင်ပါတယ်အဲ့ criteria တွေကျွန်တော်တို့ခုနပြောတဲ့အပေါင်းအသင်းကိုကျွန်တော်တည့်အကျိုးအမြတ်အတွက် interest တွေရွေးတာမဟုတ်ပါဘူးကျွန်တော် live မှာကအကျိုးစီးပွားရှိဖို့အတွက်သူ့ကိုပေါင်းတာမျိုးရွေးပေါင်းတဲ့ဟာမျိုးကျွန်တော်ဆိုလိုတာမဟုတ်ပါဘူးနှစ်ဆင်းရဲချမ်းသာခြင်းကိုဆိုလိုတာမဟုတ်ပါဘူးဟုတ်ကဲ့ပါသုံးချက်ကျွန်တော်တို့လူမျိုးကြီးကိုဆိုလိုတာမဟုတ်ပါဘူး ကျွန်တော်တို့အသားအရောင်ဖွဲ့ရမှုမျိုးဆိုလိုတာမဟုတ်ပါဘူးဘာသာရေးဖွဲ့ရမှုမျိုးဆိုလိုတာမဟုတ်ပါဘူးအကျွန်တော်တို့ဆန်ထားတာတည့်ချက်ဘယ်လိုလူမျိုးတွေပေါင်းတင်တယ်မပေါင်းတင်တယ်ဆိုကျွန်တော်တို့မှာ၃ဆင့်ရှိတယ်တည့်ချက်ကကျွန်တော်တို့ကကျွန်တော်တို့မှာ etiquette ရှိတယ်ကျွန်တော်တို့လူကျင်ဝတ်လို့ခေါ်တဲ့ etiquette ကိုကျွန်တော်တို့နှစ်ချက်ကတော့ကျွန်တော်တို့ ethic ပေါ့လေ okay. ethics ဆိုတာတော့ကျွန်တော်တို့ကျွန်တော်တို့လူအဖွဲ့စီကချမှတ်ထားတဲ့စီမင်းစီကန်းကျင်ဝတ်တွေတတိယ rules and regulations laws ဘာဥပဒေရှိပါဟုတ်ကဲ့ကျွန်တော် etiquette ဆိုတာလူကြီးလူကောင်းတွေနိုင်နာမယ်ကျင်ဝတ်ဖြစ်တယ်ဥပမာ etiquette ကိုချိုးဖောက်လို့ကျွန်တော်တို့ကလူဆိုးလို့တတ်မလို့မရဘူးဟုတ်ကဲ့ပါဥပမာကျွန်တော် etiquette ကိုချိုးဖောက်တယ်ဆိုတော့ဥပမာနေရတက်လာတဲ့ကလေးလေးတယောက်ကအဲကျွန်တော်တို့ zone king ကိုင်ဒီမသိလို့ Serono Hotel မှာမဟုတ်တာတွေချောက်လို့ပြတင်းတယ်မှာသူ့ကိုကျွန်တော်လူဆိုးလို့တတ်မလို့မရဟုတ်ကဲ့အဲကျွန်တော်တို့ကနှစ်ချက်ပေါ့ဘယ်လိုလူမျိုးတွေမပေါင်းတင်ဘူးလဲဆိုတော့ အတိတ်ကိုချိုးဖောက်တဲ့သူတွေကျွန်တော်တို့ society မှာဥပဒေကိုချိုးဖောက်တဲ့သူမျိုးတွေဆိုရင်တော့ကျွန်တော်တို့အပေါင်းအသင်းမလုပ်တင်ပါဟုတ်ကဲ့ပါအဲလူဖွဲ့စီကသူတို့ကိုအပေါင်းအသင်းမလုပ်တင်ပါဘူးเนาะကျွန်တော်တို့တကယ်ချင်းယူရတဲ့အခါမှာနေ့ချက်ကတော့ကျွန်တော်တို့ ਨੇ ဟိုလိလာနေတဲ့ပညာရဲ့တူတဲ့သူမျိုးဆိုရင်ပိုပေါင်းတင်ပါတယ်ကျွန်တော်ကိုယ်နဲ့ major တူမယ်ကိုယ်နဲ့ landing လုပ်နေတာချင်းတူတဲ့သူဆိုရင်ကျွန်တော်တို့ဒီအပေါင်းအသင်းနဲ့ပေါင်းတင်နေရတာနေကျွန်တော်တို့က mutual landing ရပါတယ် ကဲ knowledge သူ့ကို share လုပ်လို့ရတယ်သူ့ knowledge ကို share လုပ်လို့ရတာဖြစ်တဲ့အတွက်ကျွန်တော်ပေါင်းတင်ပါတယ်ဟုတ်ကဲ့တတိယအချက်အနေနဲ့တော့ကိုယ်နဲ့ကျွန်တော်တို့ကဟို ideology ချင်းတူတဲ့သူပေါ့ဒီပုံခေါ်ဖို့တူတဲ့သူ ideology ချင်းတူတဲ့သူဆိုရင်တော့ပို့ပြီးတော့ပေါင်းတင်ပါတယ်အဲ number 4အနေနောက်ဆုံးအချက်အနေနဲ့ကျွန်တော်တို့ကအပေါင်းအသင်းကိုဘယ်လိုလူမျိုးမပေါင်းတင်ဘူးလဲဆိုတော့အောင်မြင်ဘက်ကကြည့်ရင်ပေါ့ကျွန်တော်တို့က success အောက်မှာပြောနေတာဆိုတော့ကျွန်တော်တို့ကဟို negative thinking ရှိတဲ့သူမျိုးမပေါင်းတယ်နော်အဆိုးမြင်တဲ့သူမကိုတကူးလုံးမယ်ဆိုရင်မင်းဒါလို့မဖြစ်နိုင်ပါဘူးကွာလို့ပြောတဲ့သူမျိုးဥပမာငါဒီဘယ်နေနေကြာငါတထည်ဖြစ်မယ်လို့ကျွန်တော်ကအားရပါကိုကို belief နဲ့ပြောတာမင်းအခုနေမင်းဘာကောင်းမှုလဲမင်းမဖြစ်နိုင်ပါဘူးလို့ကိုတကူးလုံးတန်းကို negative thinking နဲ့ကိုရဲ့အားရင်ကိုရုပ်လို့စင်မဲ့အပေါင်းအသင်းမျိုးဆိုရင်တော့ကျွန်တော်တို့မပေါင်းတင်ပါဘူးနောက်တစ်ခါဟိုကျွန်တော်တို့ကအပေါင်းအသင်းကောင်းဆိုတာကပျော်စရာ တွေ့ရင်ကိုကို share လုပ်တယ်ဟုတ်ကဲ့ပါ။ तू อ่ะ तू ဘုရားမှာစိတ်ညစ်စရာတွေ့ရင် तू က ဲ့ဒါကိုကျွန်တော်တို့မသိစေပါဘူးအပေါင်းအသင်းဆိုတာအဲ့လိုမျိုးပါသူ့ရဲ့ပြောစရာအောင်မြင်စရာသူက share လုပ်တယ် negative thinking တို့ဟာမျိုးကျွန်တော်တို့မပြီးပါဘူးအဲ့လိုလူမျိုးတွေပါပို့ပြီးပေါင်းမယ်ဆိုရင်ဘဝမှာအောင်မြင်မှုအတွက်ပို့ပြီးတော့နှီးဆန်းနေပါတယ်ပေါင်းသင်းတွေကိုအချိန်ပေးရတဲ့ပတ်သက်ပြီးတော့ဆရာမျိုးပြပြပေးပါဦး။ဟုတ်ကဲ့အပေါင်းအသင်းတွေကိုအချိန်ပေးတာတော့ ကျွန်တော်တို့စာရေးဆရာတွေကတော့အပေါင်းအသင်းကိုတိတ်အချိန်မပေးဘူး။ကျွန်တော်တို့ work နေချာရကျွန်တော်တို့ကတယောက်တည်းနေတာကိုပို့ပြီးတော့စာရေးဆရာတွေကိုကြိုက်တယ်။အမှန်တော့ဒါ social မှာမကောင်းပါဘူးတိတ်ချက်။ကျွန်တော်တို့ဆိုစာရေးရဲ့နောက်ပိုင်းဒီဘက်စာရေးနဲ့ပတ်သက်တဲ့ professional လုပ်တဲ့အခါမှာကျွန်တော်တို့တကယ်ကြီးနေတချို့ဟာတွေ social board တွေမတက်ဖြစ်တာမျိုးတွေရှိရတယ်။အမှန်တော့အပေါင်းအသင်းအတွက်အချိန်ကပြီးတင်ပါတယ်။အော်ကျွန်တော်တို့က live မှာ extreme နှစ်ခုပေါ်နေအပေါင်းအသင်းနဲ့ကြည့်အချိန်ကုန်တာမျိုးလည်းမကောင်းပါဘူး။အပေါင်းအသင်းအတွက်လုံးဝအချိန်မပေးတာမျိုးလည်းမကောင်းပါဘူး။ခုနကျွန်တော်တို့ပြောသလို လူဒီတယောက်နဲ့တယောက်အပြန်အလှန်ပံ့ပိုးပေးရတဲ့ mutual benefit တရားဖြစ်တဲ့လို့ကျွန်တော်တို့ကအပေါင်းအသင်းတွေအတွက်အချိန်ပေးမှုလိုပါတယ်ဒါမှမဟုတ်အချိန်လိုလိုင်းနဲ့သူတို့ပြန်ပေးမှာပေါ့လေကျွန်တော်တို့ကအပေါင်းအသင်းဆိုတာကတယောက်နဲ့တယောက်ဟိုအကျိုးစီးပွားကိုတွက်ချက်ပြီးပေါင်းတာမျိုးမဟုတ်ပေမဲ့သူဒုက္ခရောက်တဲ့အခါမှာကူကူညီတယ်ကိုဒုက္ခရောက်တဲ့အခါမှာသူကပြန်ကူညီတယ်ဆိုတော့ကျွန်တော်တို့အပြန်အလှန်တော့ရတာဖြစ်ပါတယ်ဟုတ်ကဲ့ရှာဟိုကျွန်တော်တို့အပေါင်းအသင်းအတွက်အချိန်လိုပါတယ်ကျွန်တော်တို့က family အတွက်အချိန်လိုတယ်လို့အပေါင်းအသင်းအတွက်အချိန်ကိုလည်းပေးရပါမယ်တိုးတိုးလေးကက time management မှာ အပေါင်းအသင်းတွေပြီးတဲ့အချိန်ဟာကိုယ့်ဘဝအတွက်အရေးကြီးတဲ့အချိန်မျိုးတော့ဖယ်ပြီးလို့မရပါဘူး။ဥပမာတကယ်ချင်းကဘီယာဆိုင်ခေါ်လို့ကိုစာကြက်တာမျိုးတော့ပြစ်သွားဘူးတော့အဲ့ဒါမျိုးတော့ဟုတ်ဘူးပေါ့လေကျွန်တော်တို့ဟိုသူ့ရဲ့ရွယ်ချက်ကောင်းတယ်ဆိုရင်တော့အပေါင်းအသင်းတွေအချိန်ဟာပြီးတင်ပါတယ်။ဟိုကျွန်တော်တို့ဗုဒ္ဓဘာသာရာတော့ middle path ပေါ့လေ extreme မဖြစ်ဘူးပေါ့။ဟုတ်ကဲ့ပါ။လုံးဝအချိန်မပြီးရမျိုးလည်းမဖြစ်သင့်ဘူးလို့သူ့အတွက်အချိန်ကြီးပြီးနေရမျိုးတော့လည်းမဖြစ်သင့်ပါဘူးပြ။ဟုတ်ကဲ့ပါဆရာ။ အာချိုကုလာပြောခဲ့လို့ပေါ့နော်ဆရာဟိုတချို့ကြတော့အပေါင်းသင်းပေါင်းတဲ့ခါမှာအဲရမိဘကဒီအပေါင်းသင်းနဲ့မပေါင်းသင်းစေချင်တာမျိုးရှိတယ်။ဒါပေမဲ့ဟိုလူငယ်အနေနဲ့ခါကြတော့လေတချို့ကိစ္စတွေကြမိဘတွေပြောရင်လက်ခံနဲ့ခင်ကြည့်မဟုတ်တော့ဘူးလေအားလုံးကသူတို့ပေါင်းချင်တဲ့လူကိုသူတို့ပေါင်းကြတယ်သူတို့လွတ်လပ်တွေးခေါ်ကြတယ်သူတို့တွေဟိုပေါင်းသင်းမပေါင်းသင်းသူတို့ကသူတို့ဆုံးဖြတ်ကြတယ်။အဲ့တော့အဲရမိဘနဲ့အဲ့လိုအဆင်မပြေဖြစ်တဲ့ခါကျတော့ဘယ်လိုမျိုးနှိမ့်နိုင်ရည်တည်နေလို့ဆရာထင်လဲ။ဟုတ်ကဲ့အဲ့ဒါတော့ကျွန်တော်တို့ကက ကျွန်တော်တို့မြန်မာ society မှာဖြစ်တဲ့ကိစ္စတော့ဒါမျိုးကြောင့်ဒီ social conflict မျိုးကြောင့်ကျွန်တော် western လို့အားမျိုးမှာမဖြစ်ဘူး ဟုတ်ကဲ့နိုင်ငံဒီမှာတော့ကျွန်တော်တို့ကသူကမိဘဟာပေါင်းသိတဲ့ပတ်သက်ပြီးတော့ဝင်ရောက်ဆွဖက်ခြင်း interference လုပ်ခြင်းတိတ်မရှိဘူးဟုတ်ကဲ့ပါဆရာကျွန်တော်တို့ society မှာကျတော့အသက်ဘလောက်ပဲကြီးွားကြီးသွားမိဘဒီကိုယ်သားသမီးကိုကလေးလိုပဲထင်တဲ့အခါမှာဒါမျိုးတွေရှိတယ်ဒါမကောင်းလို့လည်းကျွန်တော်မပြောတချို့ကိစ္စတွေမှာကောင်းပါတယ်ကျွန်တော်တို့မိဘရဲ့ဘာလို့ဆိုမိဘကကိုယ့်ထက် experience ရှိရယ်ကိုယ်ကဘာပေါ်မှာစီနာထားဆုံးပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်သူတို့ပြောတာတွေကမှားတယ်လို့ကျွန်တော်တို့ပြောလို့မရပါဘူး ဒါပေမဲ့ကျွန်တော်ကပြောသူကအပေါင်းအသင်းတစ်ခုမိဘမပေါင်းသင်းကိုပြောတဲ့အခါမှာကျွန်တော်ကပြောခဲ့တဲ့ criteria စံနှုန်းတွေနဲ့ kait ညီလို့မပေါင်းကန်းဆိုရင်တော့ဒါဖြစ်တင်ပါလေ။အဲ့ဒါမှမဟုတ်ဘဲနဲ့ဒီမိဘကခုနပြောသူကျွန်တော်တို့ debate ခင်မှာကျွန်တော်တို့အခြေဝတ္ထုတွေမှာရေးသလိုပေါ့အစဉ်အတန်းခွဲကြတာမျိုးပေါ့လေ။ဟုတ်ကဲ့ debate ခင်မှာလူငယ်တွေကြားမှာတော်တော်လေးဟောဖြစ်တာပေါ့အစဉ်အတန်းခွဲကြတာမျိုးနဲ့မပေါင်းကန်းတာမျိုးတွေရှိတယ်။ဒါမျိုးတွေဆိုရင်တော့ကျွန်တော်တို့လူငယ်တွေအနေနဲ့ဒီလိုပြဿနာမျိုးတွေကို kait ဖြေရှင်းတဲ့အခါမှာဟိုဘယ်လိုခေါ်မလဲ။ ျွန်တော်တို့မှာ2မျိုးရှိပါတယ်ဟိုစိတ်ပေါင်းကိုပေါင်းပေါင်းရမယ်သူနဲ့စိတ်ပေါင်းကိုခွာပေါင်းရမယ်သူအဲ့လိုမျိုးရှိပါတယ်ကျွန်တော်ကတချို့လူပေါင်းတယ်မျိုးကြောင့်စိတ်ကိုပေါင်းရတယ်လူရောပေါင်းရတယ်တချို့ကြတော့စိတ်ပေါင်းကိုခွာစိတ်ကတော့ပေါင်းရတယ်ကိုကခွာတချို့ကကိုပေါင်းစိတ်ပါတော်လို့ရှိဟုတ်ကဲ့ပါကိုကတော့သူနဲ့စကားပြောနေရမယ်ဒါပေမဲ့စိတ်ထဲကတော့သူနဲ့အဲ့လောက်ကြီးကိုမရင်းနေဘူးဟုတ်ကဲ့ပါမိဘကကိုတားမြစ်နေတဲ့သူကြတော့ကျွန်တော်တို့ကစိတ်ပေါင်းကိုခွာပေါ့လေဟုတ်ကဲ့ပါကျွန်တော်တို့နဲ့ပေါင်းသင်းလို့ရရင် အများကြီးရှိပါတယ်။ဒါပေမဲ့မိဘကမသွားနဲ့လို့မပေါင်းနဲ့လို့ပြောတဲ့သူကိုကျွန်တော်တို့ကမိဘမျက်စိနောက်လောက်အောင်တော့သူတို့နဲ့တတဲလုပ်ပြနေတာမျိုးဆိုရင်တော့ကျွန်တော်တို့ society မှာအခက်အခဲရှိတာ။ဟုတ်ကဲ့ပါဆရာ။နော်ကျွန်တော်တို့အဲ့ဒါဆိုရင်နှစ်ဦးနှစ်ဖက်အပြန်အလှန်မိဘနဲ့သားသမီးကအပြန်အလှန်နားလည်မှုရှိမယ်ဆိုရင်တော့ဒီပြဿနာဟာဖြေရှင်းနိုင်မလို့ထင်ပါတယ်ဗျ။ဟုတ်ကဲ့ပါဆရာ။ဟုတ်ကဲ့ဒါဆိုခုနောက်ဆုံးပေါ့နော်ဆရာအခုကျိုးရီဆွေးနွေးသွားတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးရောဆရာအနေနဲ့ခု Sky နဲ့ Update Channel ကိုကြည့်ရှုနေတဲ့လူငယ်တွေကိုဆရာအချက်အလက်လေးပြောပြပါအောင်။ဟုတ်ကဲ့ကျွန်တော်တို့ peer pressure ပေါ့လေလူငယ်တွေနဲ့အပေါင်းအသင်းဆိုတာ peer pressure ပေါ့မူတည်ပါတယ်ကျွန်တော်တို့လက်ရှိကျွန်တော်တို့နိုင်ငံမျိုးတွေမှာရင်ဆိုင်နေရတဲ့ပြဿနာကျွန်တော်တို့အခုလာမယ့်ဂျွန်လ26ရက်နေ့ဆိုကျွန်တော် visa ရမှုရေးဆိုတာတိုက်ဖြတ်ရင်းနေပေါ့ကျွန်တော်တို့ဆိုတော့ကျွန်တော်တို့ရှိမှာအခုဖွံ့ဖြိုးဆဲနိုင်ငံတွေမှာကြုံနေရတာကလူငယ်တွေဟာ peer pressure ကြောင့်ကျွန်တော်တို့လူ့အဖွဲ့အစည်းတွေမှာစိုးကျိုးတွေအများကြီးရှိပါတယ်ဥပမာကျွန်တော်တို့ အဲမွေးစည်းဝါသုံးဆွဲတာမျိုးတွေဟာ peer pressure အချင်းချင်းပေါင်းသင်းဆက်ဆံတာနေဒါတာဖြစ်တဲ့အတွက်ကျွန်တော်တို့မိဘတွေကလည်းလူငယ်တွေရဲ့ပေါင်းသင်းဆက်ဆံရေးကိုစိုးရိမ်တာတကြောင်ဒါမျိုးတွေဖြစ်တာ။ဒါကြောင့်လူငယ်တွေနေနဲ့ဘဝမှာအပေါင်းအသင်းကိုရွေးချယ်တဲ့နေရာမှာဟို knowledge ပေါ့နော်ကျွန်တော်တို့ intelligence ဖြစ်ဖြစ်ရွေးချယ်နိုင်မယ်ဆိုရင်တော့ဘဝအောင်မြင်ယူစားတဲ့အခါမှာသူများတဲ့ဘဝခြေတလန်းပို့ဦးနိုင်မယ်ဆိုတဲ့ message လေးကိုကျွန်တော်ပေးချင်ပါတယ်ဗျ။ ရဲ့ရမမှုကဘယ်လောက်ထိရေးပါပါလဲဆရာပြီးတော့ရမမှုဆိုတာမမကိုကနေရမူတာဒါမှမဟုတ်သူတို့ကကိုရမူတာပေါ့နော်အဲ့မှာဘယ်ဟာပို့ပြီးအဓိကကြရလို့ဆရာထင်လဲရှင်ဟုတ်ကဲ့အပေါင်းအသင်းတွေရမမှု peer pressure လို့ကျွန်တော်တို့ပြောတာပေါ့လေဟုတ်ကဲ့ပါဒီသူတို့ influence peer pressure ဆိုတာရှိပါတယ်လူဖွဲ့စည်းမှာဥမာစနေမတော့တဲ့ကလေးတယောက်ကစနေတော့တဲ့လူတွေကြားထဲရောက်သွားပြီဆိုရင်ကျွန်တော်တို့စနေတော့တဲ့စနေတော့တဲ့သွားတာမျိုးပေါ့လေဒါ peer pressure ပေါ့ peer pressure ကကျွန်တော်တို့လူဖွဲ့စည်းမှာမဟုတ်ဘူးတက္ကသိုလ်လုံးမှာရှိပါတယ်ဟုတ်ကဲ့ဒါပေမဲ့ influence ဆိုတာကကုနာမီးခွန်းလေးလို့ပေါ့ကျွန်တော်တို့ကဘသူက influence ဆိုတာကောင်းလေးဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ကဟိုကောင်းတာမကောင်းတာပြောမယ်ဆိုရင်တော့ကျွန်တော်ကကောင်းတာလုပ်နေတယ်ဆိုရင်ကျွန်တော်က influence ဆိုတာကောင်းပါဟုတ်ကဲ့ပါမကောင်းတာလုပ်နေတယ်သူဆိုရင်တော့ကျွန်တော်က influence ဆိုတာမကောင်းပါဘူးအဲ့လိုပဲ peer pressure ရ external influence ပေါ့ပြင်ပလာတဲ့ influence ကလည်းကျွန်တော်ကိုကောင်းတာနဲ့ပတ်သက်ပြီး influence ရောကောင်းပါတယ် ဟုတ်ကဲ့မကောင်းတာနဲ့ပတ်သက်ပြီး influence ဆိုတော့မကောင်းဘူးဥပမာဆေးလေးအရက်တောက်ဖို့ဆိုတဲ့ကိစ္စမျိုးကတော့ကျွန်တော်တို့ကဟိုကျွန်တော်တို့အပေါင်းအသင်းတွေ influence ကိုဖြစ်မခံတဲ့ဟုတ်ကဲ့ပါဒါပေမဲ့ကျွန်တော်တို့ကအေးလင်းတန်းညွန်ရေးမင်းဆင်မနာတစ်ခုသွားတက်ရအောင်ဒါမှမဟုတ်ဒီသင်တန်းလေးတစ်ခုတူတူတက်ရအောင်ငါတို့လာပြနေတဲ့ဥပုသ်ဆောင်အောင်ဆိုတဲ့ influence မျိုးလာရင်တော့ကျွန်တော် welcome လုပ်အောင်ဟုတ်ကဲ့ပါဆရာကောင်းတဲ့ influence မျိုးဆိုရင်ကျွန်တော်တို့ကများများအားကောင်းအောင်ကျွန်တော်တို့ကဝင်ပြီးတော့ influence လုပ်ခြင်းခံလိုက်တယ်လို့ကျွန်တော်တို့ကတခြားသူဆက်ပြီး influence လုပ်ပေးရမယ်ကျွန်တော်တို့ဖွဲ့စည်းပါ မကောင်းတဲ့ influence ဆိုရင်ကျွန်တော်လာပြီးလွှမ်းမိုးတဲ့အခါမှာကျွန်တော်ကအဲ့ဒါကို against ပါမယ်ဟုတ်ကဲ့အဲ့လိုစန့်ကျင်တယ်လို့တခြားသူတွေစန့်ကျင်လာအောင်လေကျွန်တော်တို့လူဖွဲ့စည်းတဲ့မှာကျွန်တော်ကစူးစမ်းရမယ်အဲ့ဒီစန့်ကျင်ဖို့ကိစ္စကိုကျွန်တော် influence ပြန်လုပ်ပါဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့က ကောင်းတဲ့ကိစ္စတွေဆိုရင်သူများ influencer လို့လည်းလက်ခံရမယ်ကိုကလည်းပြန် influence တော့မှာဖြစ်တယ်မကောင်းတဲ့ကိစ္စဆိုရင်သူများကိုလည်းလက်မခံဘူးအဲ့လိုမျိုးကိစ္စတွေ influence ဖြစ်အောင်လုပ်လို့မရအောင်လည်းကျွန်တော်တို့လူအဖွဲ့အစည်းမှာတားဆီးမယ်ဆိုရင်လူတယောက်ချင်းတွေကကျွန်တော်တို့လူအဖွဲ့အစည်းတွေမှာအောင်မြင်လာမယ်ကျွန်တော်တို့လူအဖွဲ့အစည်းတွေတယောက်ချင်းအောင်မြင်လာတာနဲ့ညလိုက်ပြီးကျွန်တော်တို့လူအဖွဲ့အစည်းကအောင်မြင်လာမှာဖြစ်ပါတယ်ဗျာဟုတ်ဟုတ်ကဲ့ပါဆရာဆရာဆိုလိုတဲ့သဘောကတော့ဘသူကပဲလွှမ်းမိုးသည်ဖြစ်စေကိုကပဲလွှမ်းမိုးမှုသူကပဲလွှမ်းမိုးမှုကောင်းတဲ့လွှမ်းမိုးမှုဖြစ်ဖို့လိုတယ်ပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆရာ မိမပြည်သူကြီးကိုမောင်နှမများရှင်အခုဆိုရင်တော့ချိုးရီဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုနားထောင်ပြီးသားဖြစ်တာကြောင့်မိမပြည်သူကြီးကိုမောင်နှမများအနေနဲ့လည်းခြေနဲ့အားရကြမယ်လို့မျှော်လင့်ပါတယ်ရှင်ဆက်လက်ပြီးတော့လည်း Skynet Update Channel မှာတနိုင်ငံလုံးကနေကြည့်ရှုနေကြတဲ့မိမပြည်သူကြီးကိုမောင်နှမတွေအတွက်ကိုရည်ရွယ်ပြီးတော့အသစ်သစ်တော်အစီအစဉ်တွေနဲ့ပုံမူတည်ကြတဲ့သတင်းချက်လက်တွေကို အချိန်နဲ့တပင်းကြီးရိုက်ကူးတင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်။မိဘပြည်သူညီကောင်မောင်မများအတွက်ကိုအခုတင်ဆက်ပေးနေတဲ့ Success Talk ဆိုတဲ့အစီအစဉ်ကိုလည်းနောက်ပိုင်းမှာလူငယ်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုခေါင်းစဉ်တစ်ခုစီတက်ပြီးတော့ဆက်လက်ပြီးရိုက်ကူးတင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်ရှင်။ချစ်ခင်လေးစားအပ်ပါသောမိဘပြည်သူညီကောင်မောင်များအားလုံးပဲစိတ်အီချမ်းသာခြင်းကိုယ်အီချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်။အားလုံးသူပဲကျေးဇူးတင်ပါတယ်။